ဒေါ်လာမျိုးတွေအားလုံးမင်္ဂလာပါနိုဝင်ဘာလ30ရက်နေ့ဖြစ်ပါတယ်ဒေါ်လာကြီးနဲ့ပတ်သက်တဲ့သတင်းဝန်သတင်းထူးတွေအပြင်သတင်းကောင်းလေးတွေပါကျွန်တော်ပလာတာကြီးရဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုရီကိုရီယက်ရှင်လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့ကျွန်တော်တို့စစ်တပ်ရိုက်ကူးတဲ့အတူရောင်ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းနဲ့တရုတ်ဆောင်တွေကိုဝေဖန်နေဆိုပြီးတော့မှမတရားဖမ်းဆီးထားတဲ့ဒါရိုက်တာမိုက်တီးနဲ့ဒါကျွန်တော်တို့တရုတ်ဆောင်ပေါ့နော်ကိုကျော်ဝင်းထွန်းနဲ့ကိုအုံးတိုင်းတို့ကိုစစ်တပ်က ဒါထောင်နှံ9နှစ်စီချမှတ်လိုက်တဲ့အကြောင်းကိုရုပ်ရှင်အတိုင်းဝိုင်းနဲ့နှီးဆက်သူတွေထံကနေပြီးတော့မှသိရပါတယ်သူတို့ခေတ်သမိုင်းကိုဒုံဆိုင်ရသူများဆိုတဲ့ဝါရဖြတ်ဇလန်းကိုဝေဖန်နေဆိုပြီးတော့မှစစ်တပ်ကဖမ်းလိုက်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကနေပတ်သက်ပြီးတော့မှကျွန်တော်ကတော့မိသားစုတွေကိုပြောချင်တာကပါလဲဆိုတော့ခမားတို့တွေအလကားနေနေလေကြက်ခိုင်ရေးဆိုင်ဖို့ရှေ့ကိုတွားပြီးတော့မရက်ကြပါနဲ့ဟိုကြက်ခိုင်ရေးဆိုင်ဖို့ကလူတွေကိုဒီအမှမဲဆွယ်နေတဲ့ဥစ္စာတွေကိုအမတ်တွေကိုကြည့်လို့ဆိုပြီးတော့မှနော်မျက်လုံးကိုမသိငါမှုနဲ့ဖမ်းသွားနိုင်ပါတယ်နော် အဲ့ပဝင်းချင်းတွေလည်းမသွားကြပါနဲ့ပြီးဖြစ်နိုင်ရင်အဲ့ဒီစစ်တပ်ဘောမှနေတဲ့အမှုပညာရှင်တွေရဲ့ဈားတွေကိုလည်းမသွားကြပါနဲ့အခုချိန်မှာဒီကောင်တွေကငါနဲ့ပတူငါရန်သူလုံနေတဲ့အတွက်ကြောင့်မို့လို့တတိထားကြပါလို့အခုဆိုတဲ့ဓမ္မကြီးဘာမှမဆိုင်မနဲ့ထောင်ခုနှစ်နှစ်ချလိုက်တယ်လို့လို့လားအဲ့လောက်ထိအဲ့တော့ကိုစိုက်ခဲ့တဲ့ဥစ္စာအတွက်ကိုပြန်ရုပ်သိမ်းရမှာပါဆိုတဲ့ဥစ္စာမျိုးတွေတော့ကျွန်တော်ကသိစေချင်တဲ့အတွက်ကြောင့်မို့လို့ဒီသတင်းလေးကိုပြောပြပေးတာဖြစ်ပါတယ်ဆိုတော့တတိထားကြပါသေချာလေးအာကျွန်တော်တို့သွားလာနေထိုင်မှုတွေကိုစင်ကြင်ပြီးတော့မှနေကြပါလို့ပြောချင်ပါတယ် နောက်တဲ့သတင်းလေးကတော့စကိုင်းနယ်ရှေးဘုံမြို့ပေါ်ကနေပြီးတော့မှထွက်လာတဲ့ဂျာဘတ်စစ်တပ်စစ်ကြောင်းကိုဂျာဘတ်တက်ခဲရမှာစစ်သား20ကျော်တိစုံပြီးတော့မှရုပ်လောင်းနေတဲ့လက်နက်ခဲယံတွေကိုတင်စီရမိခဲ့အကြောင်းကိုရှေးဘုံမြို့နယ်လက်စည်းမုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပခဘကတာဝန်ရှိသူတို့ကပြောပါတယ်ဆိုတော့ဒါကျွန်တော်တို့ရှင်ဘုံမြို့တွင်ရနေပြီးတော့မှတောင်ပတ်မုတ်ကိုထွက်လာတဲ့အင်အား80ကျော်ပါစစ်ခွေးစစ်ကြောင်းကိုကျွန်တော်တို့တော်လိုင်းမဟာမိတ်တပ်ပေါင်းစုတွေကကြားပြတ်တိုက်ခတ်ခဲ့တယ်စစ်ခွေးရဲခွေးနဲ့ပြုတ်ခွေး20ကျော်တိတ်ဆုံးတယ်လို့သိရတယ်နောက်ပြီး လက်နက်ခဲယမ်းတွေနဲ့တင်းစီရပြီးပါတယ်ဆိုပြီးတော့မှရှေပိုမြို့နယ်တရစီမုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပခပကတာဝန်ရှိသူတူကပြောပါတယ်ဒီတိုက်ခိုက်မှုကတော့ရှေပိုမြို့နယ်တရစီမုံတိုင်းပျောက်ကြားတပ်ဖွဲ့ပလိုင်းပခပနဲ့တော်လိုင်းမာမေးပူပေါင်းတပ်ဖွဲ့ဝင်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲဖြစ်ပေါ်ပြီးတဲ့နောက်မှာစစ်တပ်စစ်ကြောင်းကအထိနာပြီးတော့မှရှေပိုမြို့သွင်းကိုပြန်လည်ဆုတ်ခွာသွားခဲ့တဲ့ကြောင်းလည်းသိရပါတယ်အမလီအာရလိုက်တာကျိုးတာဆက်ပြီးတော့ဖြုတ်ထားပါဦးညီကိုများလေးစားပါတယ်ရနောက်တဲ့သတင်းလေးကတော့ရှမ်းပြည်နယ်ရွာငံမြို့နယ်မြင်းကြိုး ရွာကပြည်တော်ဒီကောင်းဆောင်ဝင်းမြေလိုက်ပါလာတဲ့ကားကိုပြက်ကတ်တက်ခတ်ရမှာနှစ်ဦးသေဆုံးခဲ့တဲ့အကြောင်းပေါ့နော်ဒါအပြင်ကိုတနက်တနက်သိသိရမိခဲ့တဲ့အကြောင်းကို DSNDA ကသတင်းတွေပြန်ကြားရေးတာဝန်ခံကိုကြားပြန်ကပြောပါတယ်။နိုဝင်ဘာလ29ရက်နေ့နဲ့9ရက်နေ့ကအချိန်မှာရွာငယ်မြို့နယ်အတွင်းမှာပြည်သူတွေပေါ်ရဲရဲဆက်ဆက်နော်ရုပ်မှန်ပူပေါင်းများစွာကျူးလွန်ခဲ့တဲ့ပြည်တော်ဒီကောင်းဆောင်ဝင်းမြေနဲ့သူ့ရဲ့လက်အောက်ခံပြည်တော်ဒီတူလိုက်ပါလာတဲ့အိမ်စီးကားကိုပြက်ကတ်တက်ခတ်ရမှာနှစ်ဦးစလုံးပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်။ တည်ဆုံးသွားတဲ့ဗီတိုရီကောင်းတော့ဝင်းမြင့်ထန်ကနေပြီးတော့မှပစ္စတိုတနတ်တလန်နိုင်မမကြီး၁၆တောင်းနဲ့အခြားသောတက်တေကံပစ္စည်းတွေတည်စီရမိခဲ့တဲ့အကြောင်းလည်းသိရပါတယ်။အဲ့လိုပြက်ကတ်တက်ခတ်နေရဝင်းမြင့်နဲ့အနီးကပ်နေတိုင်းသူကသတင်းပေးပို့တဲ့အကြောင်းမလို့စောင့်ကြိုတက်ခတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်။အမလီသူ့အတွင်းထဲကလူဝါဆာဒီကောင်းကိုတတ်ဖို့အတွက်ကိုသတင်းတွေပေးနေတာဆိုတော့ကဲမင်းတို့ပတ်ဝန်းကျင်ထဲမှာလည်းမင်းတို့ဒုက္ခပေးမဲ့ကောင်တွေအများကြီးပဲဆိုတာကိုသိစေချင်တဲ့အကြောင်းမလို့နော်အခုလည်းဒုက္ခရောက်ပါပြီ။ဒုက္ခရောက်တဲ့ပြည်ကိုငါတို့ညီကိုတော်တွေက မင်းတို့တွေကိုရှင်းနဲ့ရှင်းနိုင်ငံနဲ့တနက်လဲရလိုက်တယ်ဆိုတော့ဘလောက်တော်မှအောင်မြင်နဲ့နော်ချိုမြိန်နဲ့ပြည်သူတို့ကလက်စားချေခြင်းလဲဆိုတာမင်းတို့သိစေချင်တဲ့အကြောင်းမလို့ဒီသတင်းလေးကိုပြပြပေးတာပါနော်နောက်ထပ်သတင်းလေးရတော့ကျွန်တော်တို့ဘကိုးတိုင်းနဲ့တလင်းမြို့တွေမှာစံဖို့ပါတီမဲဆွယ်ဆိုင်ဘုတ်တွေကိုတပြိုင်နက်တည်းမိရှုရှင်းလင်းပြီးတော့မှစစ်တပ်ရွေးကောက်ပွဲကိုလက်မခံကြောင်းကိုပြသခဲ့တယ်လို့ဒေတာရဲတော်လည်းသတင်းမိတွေကသိရပါတယ်နိုဝင်ဘာလ26ရက်နေ့ညပိုင်းနှစ်တလင်းမြို့အနောက်ဘက်ချမ်းမှာရှိတဲ့ထိပ်ပိတ်ရွာ၊ကွက်ကြီးရွာ၊ရွှေချပင်ရွာ၊အောင်မင်းသားရွာ လပချင်းရွာပုတ်စုရွာနွယ်ခွေရလေတော်ရွာတောင်ရတော်ရွာရင်မွေးရွာ၆ခန်းရွာကလတ်တက်တွင်းရွာတောင်ရေကန်ရွာအောက်ချမ်းသာရွာချင်းကန်ရွာဗောနောချင်းကုန်းကန်ရွာပွဲတာရွာကြာခန်းရွာလေချက်ကုန်းရွာဝေးကြီးရွာနဲ့ဂွေးလေးရွာတို့မှာရှိတဲ့ချက်ဖို့ပါတီမဲဆွယ်ဆိုင်ဘုတ်တွေကိုပြည်သူတွေကတပြိုင်တည်းမိရှုဖြက်စီးခဲ့တာဖြစ်တဲ့ကြောင့်လည်းသိရပါတယ်အဲ့တော့ အဲ့လိုမျိုးမီရှုဖြက်စီးမှုလုံဆောင်သွားတဲ့ပြည်သူတွေကညာရင်းချင်းထွက်ပြေးတိတ်ဆောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးမီရှုဖြက်စီးမှုဖြစ်ပွားပြီးတဲ့နောက်မှာတာပွန်ရဲစခန်းကစစ်သားတဲ့ရဲတွေရောက်ရှိလာပြီးတော့မှကြေးရွာဘောင်းဆောင်ကလူငယ်30ဦးကိုဖမ်းဆီးသွားတဲ့အကြောင်းကိုလည်းသိရပါဗါတယ်အဲ့တော့မင်းတို့လုတဲ့လူကိုဖမ်းလေဘာလို့ဘာမှမဆိုင်မဲနဲ့လက်ကားနေလူငယ်တွေကိုရှောက်ဖမ်းတယ်ရောမင်းတို့အချက်မရှိဘူးလားမင်းတို့လည်းဘလောက်ပြပြအချက်ရှိမဲ့ကောင်နေမဟုတ်ပါဘူးကွာကိုလုတဲ့ရွေးကောက်ပွဲပြည်သူထောက်ခံမှမသိမထောက်ခံမှမသိမင်းတို့အောက်တန်းသားစစ်တပ်နဲ့ဘောင်းနေတဲ့ကောင်နေနော်အောက်တန်းသားစစ်တပ်နဲ့ဘောင်းပြီးတော့မှအဲရဲတွေပြောတာအောက်တန်းသားစစ်တပ်နဲ့ဘောင်းပြီးတော့မှနော် ဟိုစစ်ခွေးချကြွေးတဲ့ဥစ္စာကိုအယိုးရင်ကိုက်နေရတဲ့ရဲခွေးမင်းတို့အဆင်စစ်သားလောက်တော့မှစောက်စိတ်မရှိတဲ့ကောင်တွေစစ်ခွေးလောက်တော့မှအဆင်မရှိတဲ့ကောင်တွေအဲ့တော့နောက်ထပ်သတင်းလေးရောဗာလဲဆိုတော့ဒါကျွန်တော်တို့မင်းအွန်လိုင်းရဲ့မိမကျူကျူလာရဲ့အချစ်တော်မွေးစားသားလေးဖြစ်လာတဲ့ခက်စီသူအကြောင်းပေါ့နော်ဒီကောင်ကအခုလောလောဆယ်မှာကမင်းအွန်လိုင်းမိမကျူကျူလာကနေပြီးတော့မှဒီကောင်ကိုတော်တော်လေးကိုချစ်တယ်လို့ထင်ရတယ်ဗျဘာဖြစ်လို့ဆိုတော့သူ့အိမ်ကိုဗျတကားမရှိဒါမရှိအဘဲနဲ့လို့မုံကိုထောက်ခဲ့ပြုထားတယ်ကျူကျူလာရဲ့ဝမ်းမနာသားတွေအနေနဲ့ကိုသူကဖြစ်နေတာပေါ့နော်ဆိုတော့ သူကဒါလုံခြုံရေးထူထပ်တဲ့မေးအွန်လိုင်းရဲ့အင်တော်စီကိုဒါဟိုဘယ်လိုပြောမလဲဒီအမေကခေါ်လို့ဆိုတဲ့ဥစ္စာတွေမဲသူကအမေကခေါ်လို့တယ်နော်သူကတော်တော်ဆိုးနေတာခက်ခက်စီသူကပြောချင်တာကဘာလဲဆိုတော့ခက်စီသူကလုံလုံကြီးကိုအဲ့ဘက်ကိုရက်သွားပြီလုံလုံကိုရက်သွားပြီပြောချင်တာစစ်တပ်ဘက်ကိုလုံလုံကြီးရက်သွားပြီအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့လည်းသူတို့ခွတ်လွတ်ပေးစရာမရှိဘူးနော်ပြောချင်တာကဘာလဲဆိုတော့ဟို အနုပညာသမားမို့လို့ခွင့်လွှတ်ပေးတယ်တို့ပေမဲ့ပါဇက်မရနဲ့ဖင်မရနဲ့ပါဇက်ရရင်ပါဇက်ကိုချိန်ပါဖင်ရရင်ဖင်ကိုချိန်ပါကျွန်တော်ညီကိုတော်တွေကအဲ့ဒါကိုသိစေချင်တာနော်မင်းအမေကျူကျူလောက်အချက်ဆုံးသားမကလို့မင်းအောင်လိုက်အချက်ဆုံးသားပဲဖြစ်ဖြစ်ပါဇက်မရနဲ့ဖင်မရနဲ့အဲ့ဒါလေးပဲပြောချင်တာနော်ခက်စီတို့မို့အကုန်လုံးပြောတာအေးဘောမအနုပညာရှင်တွေကိုအဲ့တော့တည်င်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်ကြည့်အောင်ပါပထမဦးစွာကိုမျိုးမင်းပေါ့နော် CDN နော်ဒါချစ်နေကိုမျိုးမင်းကတို့ပြန်လာဖို့ခေါ်တဲ့ဇွန်မဲလုံးတို့မင်းအောင်လိုက်တို့တိုက် ဒီလိုလေးပြောလာပါတယ်နားထောင်ကြည့်အောင်ဒီစကားနောက်စကားမညီနော်ဟာငါတွေကိုပြန်လာဖို့ဖိတ်ခေါ်ပါတယ်တဲ့နော်ပြန်လာခဲ့ပါတိုင်းပြည်တိုးတောင်းအောင်လုပ်မယ်ပေါ့ဗျာလဲပေးနိုင်အောင်ဆိုပြီးတော့ရှင်းစကားနောက်စကားမညီဘလောင်းမလဲစကားပြောယောက်ျားဖာတဲ့နော်အမျိုးမျိုးစကားကိုဘလောင်းမလဲပြောတဲ့ကောင်ကမင်းစကားကိုငါတို့ကယုံပြီးပြန်လာရဲ့ကျွန်တော်ကငါတို့ကိုလေအကြောင်းပြပြီးပုံမှန်တွေတက်မယ်ဟုတ်ပါဘူးချောက်ပုံမှန်တွေတက်ပြီးလို့ဖန်ဆီးနိုင်ဖန်ဆီးမှာ ဘောဆန်းစုကြည်တော်မှာမတရားမင်းတို့ဖမ်းထားတာလေနော်အမျိုးမျိုးပုံမှန်တွေတက်ပြီးတော့ဖမ်းစည်းချက်ကောင်မင်းကိုဟာဝဲရှုံးသွားမှာလားအခုလည်းမကြည့်အောင်ပဲနော်တရုတ်ကိုဖင်ပေးပေါင်းပြီးရင်တရုတ်ကလည်းညှိနှိုင်းခိုင်းနော်လက်လွတ်ဆုံးရှုံးထားတဲ့မြို့နယ်တွေကိုနော်ပြန်ရောက်အောင်လုပ်ပြီးတော့ဟိုဥသိမ်းစိန်လက်ထက်ကအများပြည်သူကကန့်ကွက်ထားတဲ့မြေဆုံစီမံကိန်းကိုမင်းလက်ထက်မှာမင်းပြန်စပြီးတော့တရုတ်ကိုမင်းထိုးပေးတော့မယ်နော်ဒီတော့မင်းအနာရှိတော်လှုပ်ထားပါဘောသလားအင်းချိန်ကြရင်တော့မင်းမနှွက်စရာတော့လက်ကြရင်တော့ဟုတ်တယ် ငါတို့ကအခုချိန်မှာတော့ပါလဲဆိုတော့ပေဖြစ်တဲ့အချိန်မှာတော့ငါတို့ကချိတ်မိတ်ပြီးခံအောင်ပါအေးငါတို့တူအလဲပြက်ရောက်တဲ့အခါမျိုးကျရင်ခွေးတောင်းသားတွေမင်းတို့သိဖို့ပြင်တာသားစီမီးစံတော့ခွင့်မလုပ်ဘူးခလေးတေးသေးလေးအစားခွင့်မလုပ်ဘူးရှင်းနေတော့ငါတို့ကတော့အဲ့လိုပြက်သားတယ်တခြားတခြားအဖွဲ့တွေတော့ငါမသိဘူးငါတို့ကအဲ့လိုပြက်သားတယ်ရှင်းရှင်းလေးအဲ့တော့ပြောချင်တာကပါလဲဆိုတော့လက်ရှိချိန်တွေတခုမှာမင်းအွန်လိုင်းတို့အားကောင်းနေတယ်လို့ပြောချင်ပြောလို့ရပေမဲ့ အရမကြကြရေရှည်မခံပါဘူးဒါလေးကိုလည်းသိစေချင်တာပါเนาะအဲ့တော့ CDN တွေကိုလာခဲ့ပါလာခဲ့ပါဆိုဖိတ်ခေါ်နေတဲ့ကောင်တွေကိုမှ CDN ကြီးကတကွက်ပြလိုက်တယ်เนาะ CDN ရှေ့နေရတကွက်ပြလိုက်တယ်เนาะ main online လို့တတိုက်ဘူးအဲ့တော့နောက်တစ်ဗီဒီယိုကနေတစ်ခုကတော့ဒီကျွန်တော်တို့လက်ရှိမှာ main online အပအဝင်စစ်သားရေပြူစောထီးတွေကเนาะတလန်တွေကပြည်သူတွေကိုဒုက္ခပေးနေတယ်လို့မျိုးပဲကြီးရွာအုပ်ချုပ်ရေးမှုပေါ့เนาะဒီ DDR မှာရှိနေကြီးရွာအုပ်ချုပ်ရေးမှုဆိုတဲ့ကောင်တွေကပြည်သူပေါ်မှာဘလောက်တောင်မှလူပါးတွေဝနေတယ်လဲဆိုတာ ဒီ profile လေးကိုကြည့်ကြည့်ပါဒါက solar mii boat တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် solar mii boat တွေပေါ့ဒီသူတို့စက်တက်ကနေပြီးတော့မှချပေးလိုက်တဲ့ solar mii boat တွေနဲ့ပတ်သက်ပြီးတော့မှအုတ်ချုပ်ရေးမှုတွေဘလို့များခိုးထားလဲဆိုတာခိုးတဲ့အချိန်မှာတော့မှပြည်သူနဲ့ပတ်သက်ပြီးတော့မှပြန်ရှင်းလာတော့မှဟိုဘယ်လိုပြောမလဲအထက်စကားပုံစံမျိုးနဲ့ပြီးွားရင်ဒီကျွန်တော်တို့မမထန်ထန်နဲ့ပြည်သူကိုဂယုမဆိုင်တဲ့ပုံစံမျိုးကလန်ကဆန်တွေပြောလာတဲ့မှာအုတ်ချုပ်ရေးမှုနဲ့ရွာသားတွေဒေးဒေးရဲမှာကြည့်ကြည့် solar mii boat ကိစ္စနဲ့ ငါတို့ကုံကြောင်းဝင်နှုတ်ပြီးတံဝေယောပြည်သူကိုပြန်ပေးတာကဒါမှပြည်သူပြန်ပေးတော့ပြည်သူကမယူရှင်ပါဘူးဆိုရင်လည်းရတယ်ငါတို့အပြည်လေးခေါ်ပြီးတော့ပုံဝင်ကိုပြန်ပေးပါဆိုလို့နိုင်ငံတော်ကချမှတ်တဲ့တိုင်းငါတို့ဒီမှာကုံကြားစိတ်က360ရှိလို့ရှိတယ်90ရှိမယ်ဒါတို့ငါတို့နိုင်ငံတော်ကတို့တို့တိုင်ထားပြီးရှင်းပြသွားပြီရှင်းပြီးတော့ပုံဆိုင်တဲ့ဝင်လေးတွေကိုပြည်သူပြန်ပေးတယ်ဒါမှညီမကြီးတို့အကြောက်ကိုအတော့ဝဲ မယူပါဘူးဆိုရင်ရတယ်ယူမယ်ဆိုရင်ရဒီနေ့လာမယ်ဆိုပြီးဒီဘုန်းကြီးကိုတော်ကိုပြန်ပေးတယ်အကုန်လုံးဒီပါလုံးပေါ်ပြီးတော့ပေးတယ်ဘုန်းကြီးကဒါတော့ဒီ OG ရဲ့ဒီဘာဝါတဲ့လားပြန်မယ်တဲ့ဘုန်းကြီးပြန်တယ်တပြန်နေတော့ပါ ။အချုပ်ရင်ကိုတူပါတယ်ပေါ့တက်လား။ခမရတော့လည်းတီတီရနဲ့ကိုခံနေသေးတယ်။အချုပ်ရင်ကိုစောင့်ပိတ်ထိုးလိုက်ပါလား။ဒီဘလောက်ရုပ်ပါလဲအုတ်ချွေရေမရှိနေပါဘူးတခေါ်အုတ်ချွေရေမှုတွေခံထားတာသိလားအဲ့ဒါခုံခွဲတာဟာဘုရားမမပြောတာဒီရေရောဒီလူလူတွေလည်းလုချင်တဲ့ကောင်တွေမဟုတ်ဘူး ိုချိုးစည်းပွားလုပ်ကျင်တဲ့ကောင်တွေအုတ်ချိုကြီးမျိုးခန္ဓာမှာတော့ဒီရက်ရွာဒီချေးရွာဒီမျိုးနဲ့သွားပြီပေါ့ဗျာအကြည့်လေအဒီဒီရဲ့မှာလေဒီလိုလောက်ကလူကြည့်ရလေဒီမောင်းကြားလားသူတို့လောက်စားလူကြည့်ရတယ်ကြားလားလောက်ဆိုးရွားနေတယ်ဆိုတော့ခင်ဗျားတို့ကြည့်ကြည့်ပေါ့ဗျာဆိုတော့ဒါကဒီဒီရဲ့မျိုးနယ်မှာပေါ့နော်ကြုံတားရွာမှာအုပ်စုကိုနိုင်ငံတော်ကနေပြီးတော့ပါစစ်တပ်ကနေပြီးတော့မှာပေါ့ဗျာ ခြေလက်ပြည်သူတွေမီးလင်းနိုင်ရေးအတွက်ဆိုပြီးတော့မှဆိုလာမီးပုတ်369မှ8လုံးကိုချပေးခဲ့တယ်ဆိုတော့ဝတ်တရာတလုံးကိုတသိန်းခွဲချက်ဝတ်60တလုံးကို9000ချက်နဲ့ပေါ့နော်အဲကျွန်တော်တို့ဒါဆိုလာမီးပုတ်ပေါ့နော်အဲ့ဒါကိုဒါခြေလက်ပြည်သူတွေကိုချပေးတာနော်အဲ့တော့ W ဒါကျွန်တော်တို့ဒါဝတ်တရာပေါ့ဗျာဝတ်တရာကို2300ချက်ဝတ်60ကို9000 9000ကျက်နဲ့ဒီအုတ်ချုပ်ရည်မှုခုဆိုတဲ့နွားတွေနဲ့ဒီအဲကြေးရွာကော်မတီမီးကော်မတီအဖွဲ့ဆိုတဲ့ကောင်တွေကောက်တယ်အဲ့တော့ဒီ ကျုံသားရွာအုပ်စုကတောင်တန်းကြီးရွာမှာဆိုလာမီဘုတ်အလုံးရေအတွက်280ရတယ်250နမနှလုံးပဲပြည်သူတွေဝင်ရတယ်28လုံးကိုကြီးရွာအုပ်ချုပ်ရေးမှုနဲ့မီးကော်မတီတွေရောင်းစားလိုက်တယ်ဆိုတော့ဝက်60တလုံးကို9သိန်းနဲ့ရောင်းတယ်ဝက်100တလုံးကို9သိန်းနဲ့ရောင်းတယ်အဲ့တော့ဒီရွာကိုပြည်သူတွေကမကျေနပ်တဲ့အကြောင်းမို့လို့ဒီဒီရဲမျိုးနဲ့ဌာနဆိုင်ရာတွေကိုတိုက်တိုင်းတဲ့အခါမှာလဲဌာနဆိုင်ရာကလူကြီးမင်းဆိုတဲ့ခွေးတောင်စားတွေကလဲเนาะဒါကျွန်တော်တို့ဘယ်လိုပြောမလဲ အဲ့ဒီဆိုလာမီပုံနဲ့ပတ်သက်ပြီးတော့မှကောက်ခံထားတဲ့ပုံငွေတွေကိုကျေလက်ပြည်သူတွေကိုပြန်လဲပေးခိုင်းခဲ့တယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့29ရက်နေ့စက်တလပိုင်း2025ညနေ3နာရီအချိန်မှာတောင်နှင်းကြီးဝစာတင်ကျောင်းမှာကြီးဝပြည်သူတွေကိုစာနဲ့ဆင့်ခေါ်ပြီးတော့မှပြည်လည်အောင်မညီနိုင်မဲနဲ့ပဲယူချင်းယူမယူချင်းနေဆိုပြီးတော့မှဒါရုံးရစ်စံခတ်ဖြစ်ပွားခဲ့တာပေါ့အချုပ်ရည်မှုတဲ့ပြည်သူတွေပေါ့အဲ့တော့ခမရတို့တွေအဲ့လောက်ဒူပါဝါခံနေရတာတော့မှဒီကောင်တွေကိုခမရတို့ဆက်ပြီးတော့မှတီးခတ်နေဦးမယ်ဆိုရင်ခမရတို့လောက် ရိုင်းဝိုင်းတော့တောင်းပန်တယ်ခမားလို့တော့နွားကြတာမရှိတော့ဘူးလို့ကျွန်တော်ပြောချင်တယ်ဗျာနော်ဟုတ်ကဲ့ပါဆိုတော့နောက်တဲ့ video file လေးတစ်ခုကြည့်အောင်ပါဒါတော့ငါးမိဆွေပေါ့အာငါးမိဆွေကလွတ်လာတဲ့တုတ်တော့တာပဲနေအောင်နေအောင်တုတ်ပြီနားတော့ကြည့်ဟုတ်ကဲ့ခြေလောက်သာသမမများနေကောင်းကြမှာကြလာခင်ဗျအဲကျွန်တော်ဒီနေ့တော့ဒါကိုနေအောင်ပြောခဲ့တာနဲ့ပတ်သက်ပြီးတော့အနှဲငယ်ကျွန်တော်ဆွေးနွေးခြင်းပါတယ်ဗျ အဲကျွန်တော်ဒီငါးငါးကကြီးနဲ့တော့လွန်ကျင်ချမ်းသာကိုရပြီထောင်ဝပြန်ထွက်လာတဲ့အချိန်မှာပဲဒါလိုင်းပေါ်မှာအကုဏီအောင်ကနိုင်ငံတော်တည်ငြိမ်အေဂျင်စီကိုပြက်ပြအောင်လုပ်တဲ့လူတွေကိုအကုန်တပ်ပြစ်ဆိုပြီးတော့အဲ့လိုပြောတော့တွေ့လိုက်ရတယ်နော်အဲ့တော့နိုင်ငံတော်တည်ငြိမ်အေဂျင်စီကိုပြက်ပြအောင်လုပ်တယ်ဆိုရင်ဒါ905ကကြီးပြီ ူတို့ငါးငါးဒက်စကကြီးနဲ့အေးယူရမယ်အဲအေးယူရင်အများဆုံးပြစ်ဒဏ်၃နှစ်ပဲရှိတယ်ဗျာเนาะကျွန်တော်တို့ကလည်းဒါနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြောင်းလုပ်တယ်ဆိုပြီးဒါငါးငါးဒက်စကကြီးနဲ့အေးယူပြီးတော့ထောင်၃နှစ်ချခဲ့တာပေါ့เนาะအဲ့ဒီအကျဉ်းသားတွေကတော့နိုင်ငံတော်ကဒါအမျိုးသားပြန်လည်သင်းမြတ်ရေးအတွက်ဆိုပြီးတော့တော့ပြန်လှုပ်ပြီးခဲ့တယ်ပေါ့เนาะပြန်လှုပ်ပြီးခဲ့တယ်တက်တာဝီပြီးခဲ့တယ်အားလုံးအကျဉ်းသားချုပ်တာ၈000ကျော်တော့เนาะ အဲ့လူငင်းချမ်းသာကိုရလေဒါကောင်းတယ်ဗျဒါကြိုးစားအောင်အဲ့တော့နိုင်ငံတော်တည်ချင်းအေဂျင့်ကြီးကိုပြက်ပြအောင်လုပ်တယ်ဆိုရင်လေသူ့ကိုထောင်သုံးနှစ်ပဲအများဆုံးအပြစ်ပေးလို့ရတယ်သူ့တည်တံပေးလို့မရဘူးနော်ကိုနေအောင်ကြီးကနိုင်ငံတော်တည်ချင်းအေဂျင့်ကြီးကိုပြက်ပြအောင်လုပ်ရင်သတ်ပြစ်ဆိုတော့ဟာအကုန်သတ်ပြစ်ဆိုဒါကတော့ဥပဒေလက်လွတ်စကားဖြစ်တယ်ဗျနော်ဟုတ်ပါဒီလိုပြောလို့မရဘူးနော်ဒီစကားမျိုးနော်နိုင်ငံတော်တည်ချင်းအေဂျင့်ကြီးကို ပြက်ပြောက်လို့အကုန်သတ်ပြစ်ဆိုတာနိုင်ငံတော်သမ္မတတော်ပြောလို့မရအောင်ဗျာနိုင်ငံတော်သမ္မတပြောရင်နိုင်ငံတော်သမ္မတကိုနှုတ်ထွက်ရမယ်သူ့ကိုအရေးယူရမယ်ဗျာနော်အဲ့တော့ဒါပြောလို့မရအောင်ဗျာနော်ဒါပြောလို့မရအောင်ဒါအကျမ်းဖတ်တဲ့လူတဲ့စကားနော်အကျမ်းဖတ်ဆန်တဲ့စကားလည်းဖြစ်တယ်ဗောနော်နိုင်ငံသားတွေအသက်အန္တရာယ်ကိုချင်းချောက်လိုက်ကြလည်းဖြစ်တယ်ဒီစကားတွေကနိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုလည်း တက်ပြားစီတယ်ဗျာနော်အဲ့တော့လူဆိုတာတခါတလေစိတ်လိုက်မှန်ပါပြောမှဆိုမှလည်းဖြစ်တတ်ပါတယ်နော်ဖြစ်တတ်ပါတယ်အဲ့တော့ကိုနေအောင်နေနဲ့စိတ်လိုက်မှန်ပါပြောမှဆိုမှဖြစ်သွားတယ်ဆိုရင်လည်းခုစကားကိုပြန်ရုပ်သိမ်းလိုက်ပါလို့တော့ကျွန်တော်အကြံပေးခြင်းပါလေဗျာနော်ကျွန်တော်တောင်းဆိုခြင်းပါလေအဲ့ဒါလေးပါအဲ့ဒါလေးပါဟုတ်ကဲ့ဟုတ်ကဲ့အားလုံးညီမပြည့်ကြီးအများကြီးညီညာပါစေ အားလုံးအဆင်ပြေကြပါစေဗျာတင်တော့၅မိနစ်ဆိုပါอืมဆိုတော့၅မိနစ်ဆိုရလွတ်လာတာနဲ့ကိုပြောတော့တာပဲเนาะ तू तू ဘဝတစ်လျှောက်လုံးမှာလေ तू အဲ့လိုပြောခဲ့တဲ့တကြောင်မို့လို့ तू ထောင်နဲ့အိမ်အိမ်နဲ့ထောင်အဲ့ပတ်ဝန်းကျင်အပြင် तू ကြီးကြီးမားမားသွားလို့ရခဲ့တဲ့သွားနိုင်ခဲ့တဲ့နေရာတွေတောင်မှရှိမဲ့ပုံမပေါ်ဘူးဗျာဥမာအပြင်နဲ့ထောင်နဲ့ဆိုရင် तू ထောင်တယ်ရတာမှပုံများနေလားမသိဘူးဆိုတော့သေးချာတခုကတော့ဟိုနေအောင်ဒီ ဒါငါမင်းဆွေလောက်ကိုအသိပညာရှိနေတယ်ဆိုရင်တော့မှကျွန်တော်တို့ကဒါပြောမယ်ဆိုရင်နေအောင် respect ပေးလို့ရတယ်အခုကနေအောင်ကငါမင်းဆွေလောက်တော့ respect မရှိဘူးအဲ့တော့အကျန်းဖတ်ဆိုတော့ဘယ်ဟာလဲဆိုတော့ဟာမျိုးမှငါမင်းဆွေကပြောပြသွားတယ်နော်အဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့စစ်တပ်ထောက်ခံတိုင်းလဲအုံနောက်ရှိတယ်လို့မထင်နဲ့နော်တချို့နေရာတွေမှာစစ်တပ်ထောက်ခံတဲ့ဒူမှန်သမျှကဟိုပညာတတ်တယ်အုံနောက်မရှိဘူးအုံနောက်ရှိတယ်စဉ်းစားဉာဏ်မရှိဘူးစဉ်းစားဉာဏ်ရှိတယ်ကိုချင်းစာစိမ်မရှိဘူး အဲ့အဲ့ဒါကြောင့်မလို့ဒီကောင်တွေစစ်တပ်ဘောမှာစစ်တပ် lobby စစ်တပ် app ထောက်ခံတဲ့သူတွေဖြစ်နေတာဒီကောင်တွေကနော်ဒါလေးကိုသိစေချင်တာအဲ့တော့နောက်တစ်ပြည်တော်လေးတစ်ခုကတော့ဒီကျွန်တော်တို့ Mackey Over ပေါ့နော်လက်ရှိမှာကျွန်တော်တို့ရှေ့ပြီးအတန်ရဲ့ဒါကျွန်တော်တို့ဖွဲ့ဝင်ပေါ့နော်ဒါ Mackey Over ကနေပြီးတော့မှဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဒါ main online နဲ့လုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှရာစပွဲဂိုင်းတစ်ခုကနေအစိုးရတပွဲကိုစားပြုမှုအတင်းအဓမ္မလူယူဖို့စူးစမ်းနေတာကိုမြင်ရမယ်တဲ့ဒီ2025မှာကဲနောက်ထောင်ကြည့်အောင် January ကြော်သွားလို့ရှိရင် ထွက်လာမဲ့အင်အားစုအုပ်စုတစုပေါ့နော်ဒီအတုအယောင်ရွေးကောက်ပွဲနဲ့ထွက်လာမဲ့အုပ်စုတစုကိုကျမတို့မှန်းကြည့်လိုက်လို့ရှိရင်ဘာတွေ့နေရလဲဆိုတော့ခုနကအပြတ်အသတ်နိုင်ရေးဆိုတဲ့စစ်အုပ်စုနော် USDP နာမည်နဲ့ဩတခြားနေရာတွေမှာဩဝင်ပါပြီးတော့မှရွေးမယ်ဆိုတဲ့စစ်စစ်တပ်ကလူတွေရဲ့နော်ဒီအစစ်ဗိုလ်ချုပ်တွေရဲ့ပြီးွားလို့ရှိရင်သူတို့ ਨੇ ပလင်းတူဘူးဆိုအာခရိုနီစီးပွားရှင်တွေ เนาะသူတို့ ਨੇ ပလင်းတူဘူးဆိုအာပြောမယ်ဆိုရင်သူတို့လက်အောက်ခံလက်ဝေခံအာလက်နက်ကင်ပြီးတော့မှအာဟိုပြည်သူပေါ်မှာအနိုင်ကျင့်နေတဲ့เนาะဒီဟလာဒီဟိုကျမတို့အာပြူစောတိလိုအဖွဲ့တွေအပါအဝင်တခြားတိုင်းရင်းသားဒေသက အာပြောမယ်ဆိုရင်အာကျမတို့ဘယ်လိုခေါ်မလဲအာဘိန်းဘီရင်လိုလူတွေပေါ့ဒီ January ပြီးသွားလို့ရှိရင်ထွက်လာမယ်အစုတစုမှာလေစစ်တပ်ဩဇာခံစစ်စစ်တပ်လက်အောက်ခံခုနကဟလာနည်းနည်းလေးဗာလေးပဲရရဗေနားလေးရပဲရရကရရင်တော်ပါပြီပေါ့နော်စင်မော်ရရင်တော်ပါပြီပေါ့အဲ့လိုလူတွေကတော့ဝင်ပါကြမှာပဲဆိုတော့အဲ့အုပ်စုကတင်ဘာသွားဖြစ်ပြီလဲဆိုတော့ကျမတို့ဒီတိုင်းပြည်ကိုနောက်ထပ်တိထပ်ပို့ပြီးတော့မှာ အရင်ခက်တည်းရထက်တော့မှပို့ပြီးတော့မှအမောင်အမောင်ဖုံးစီမဲ့ခက်ကိုဆွတ်ခေါ်သွားကြရုံးမဲ့အနေထားလို့ကျမတို့အဲ့လိုမြင်တယ်2010တုန်းကထွက်လာတုန်းကအရင်မသိတာတဲ့เนาะအာ criminal ရာဇဝတ်ဂိုင်းတစ်ခုက2025ဆိုရင်တော့တိထက်ပို့ပြီးတော့မှရှင်းရှင်းလင်းလင်းပေါ်ပေါ်ထင်းထင်းဖြစ်မယ်ဟလာ အာရာဇဝတ်ဂိုင်းတစ်ခုကနေပြီးတော့မှမြန်မာနိုင်ငံရိုးမြန်မာနိုင်ငံကိုအစိုးရတပွဲကိုစားပြုတဲ့ဟာမျိုးကိုတို့အတင်းအဓမ္မလူယူဖို့စ조사မှာတော့မြင်လာမယ်လို့ကျွန်တော်တို့မြင်တယ်။တော်လန်ရေးကလည်းလှုပ်ရှားရှိတာဆက်လုပ်နေမှာပဲ။အဲ့တော့တော်လန်ရေးကလှုပ်ရှားရှိတာကိုအားလုံးကြားထဲမှာဟန်ချက်ညီညီနဲ့မဟာဗျူဟာမြောက်ဟန်ချက်ညီညီနဲ့ထိန်းညီပြီးတော့မှအပြန်လန်လက်ချင်းချိတ်ပြီးတော့မှဗျူဟာကိုဟန်ချက်ညီညီနဲ့ပူးပေါင်းဆောင်ရွက်ပြီးသွားမယ်ဆိုလို့ရှိရင်တော်လန်ရေးရဲ့ legitimacy ရှိမှုပေါ့နော်။တော်လန်ရေးကနေပြီးတော့မှ တိဆောက်သွားနိုင်တဲ့အဆောက်အုံတွေနဲ့နယ်မြေတွေနဲ့အဲ့ဒီနယ်မြေတွေကနေပြီးတော့မှတရားဝင်မှုရှိမှုကဆေးအဆူကနေပြီးတော့မှနေပြီးတော့မှငုတ်တုတ်ထိုင်ထားပြီးတော့မှလူနာကသူ့ရဲ့ရာဇဝတ်သားတစုနဲ့သူစုပြီးတော့မှအစိုးရအဖြစ်ကြီးညာမဲ့ဟာကအလိုလိုနေရင် delegitimize ပေါ့ကျွန်မပြောချင်တယ်အလိုလိုနေရင်သူ့ရဲ့တရားဝင်မှုကပျောက်သွားလိမ့်မယ်အင်းဆိုတော့ဟိုဘလောက်ပဲဗျာလူရောင်ဝင်အောင်ကြိုးစားကြိုးစားဟိုပတ်ပတ်ဝန်းကျင်ကအတိမပြည့်ဝင်လူရမဝင်ဘူးဆိုတာကိုဒီကောင်တွေသိတယ်ဒါပေမဲ့ဒီကောင်တွေက သူတို့ရဲ့ပဝန်းကျင်မှာရှိနေတဲ့ဒီကျွန်တော်တို့၈ခုနဲ့နောက်ခုနဲ့ပေါ့အဲ့ဒီလောက်အတိမဲ့ပြတော့သူတို့ကိုသူတို့တရားဝင်တယ်လို့ထင်နေတာအဲ့တော့တော်တော်အရှက်မရှိတဲ့ကိစ္စပဲသီးလားဘလောက်ပြောပြောရှက်မဲ့ကောင်တွေလည်းမဟုတ်ဘူးပြသီးလားသူတို့ကိုသူတို့စစ်တက်လားကိုကယာစဝင်ခိုင်းဖြစ်နေလားပြန်ဘေးဆွဲတဲ့ခိုင်းနေဖြစ်နေလားပြည်သူကိုတတ်ပစ်နေတဲ့ခိုင်းဖြစ်နေလားဆိုတော့သူတို့မသိဘူးခွဲကြလည်းမသိဘူးဘယ်လိုလုပ်သိမလဲသူတို့မသိသိအောင်ကိုဘယ်လိုပြောမလဲဟိုမသိအောင်ကိုသိရမလားနောက်ွယ်ရနေပြီးတော့ဘောမနေတဲ့ကောင်တွေရှိတယ်မြောက်ထိုးပင်ကိုလှုပ်ပေးနေတဲ့ကောင်တွေရှိတယ် စစ်တပ်သဆိုးရှိနေတာဒီအဲ့ဒီကောင်တွေကြောင့်လည်းပါတယ်လို့စစ်တပ်ယခုအချိန်မှာဟိုကျွန်တော်တို့ခွင်းနေတော့မှမတန်အောင်အပြောခံနေရတာဒီအဲ့ဒီစစ်တပ်ကိုမြောက်ပေးတဲ့သူတွေကြောင့်ပဲဒါလေးကိုလည်းသိစေချင်တာအဲ့တော့နောက်တစ်ပြည်တော်ဖန်လေးတစ်ခုကတော့ဘာပူမအလာကိုလာပြီးစော်ပြီးအခင်းဝေဖို့အဲ့လူမိုက်တွေကိုအဲ့လိုလူမိုက်လူရန်ကားတွေကိုလက်အုပ်ချီပြီးတာတို့ဟော်နေရတဲ့ဟမ်တိုင်းပြည်လေဘလောက်ဘလောက်ရင်နာဖို့ကောင်းလဲဟမ်ထောင်ထွက်မတိန် 搭个只不过路在高哩，咱有事味道可难哩味道，对啦嘛，大高大路哩。我我讲哩，小三哩未来，大路啊，大路办嘞，啊，哎嘛，爸爸伊，爸爸伊咩样啦？对咯，泰国伊嘛看起呢，实在，真哩啦，没得不路欧洲王哩样子，嗯，没得港内地哩，扫布啊，比如啦，比如啦，港内地的那那那那人人人那买老大，扫布啊。 နောက်မှလည်းစောက်ဘူးနှစ်ပေါင်းများစွာအုပ်ချုပ်တာဟုတ်တယ်ဟာအစင်အဆက်อืมဟင်ဆွဲတာပေါ့ဗျာသိရမလားကြိုက်တဲ့ဟာနဲ့ဆွဲတာပေါ့ဆောက်ဘူးကဟိုမဟုတ်ဒီဒီဒီဆောက်တော့သားရည်တာနည်းနည်းတော့ဒီကောင်ညံလေးတော့နည်းနည်းသိရမလားတမိုက်လားဒီဒီမြန်မာနိုင်ငံမြန်မာနိုင်ငံမှာဒီဆောက်တော့သားရည်အကြိုက်ဘူးဆောက်ဘူးကကောင်းကောင်းသိတယ်သိရမလားဆောက်ဘူးကငါပြောတာမဟုတ်ဘူးကာကျုပ်မင်းတို့ကာကျုပ်ကြီးပြောတာနော်မင်းအောင်လိုင်းကကောင်းကောင်းသိတယ်မင်းအောင်လိုင်းတို့တန်းရွှေတို့သိရမလား နေဝင်းတို့ကကောင်းကောင်းသိတယ်မြန်မာနိုင်ငံရဲ့ပြည်သူလူထုကဘာဟုတ်ကြိုက်လဲပွာလန်တပင်ကြိုက်လားစီစဉ်ပေးတယ်ဟုတ်တယ်ပွာလန်တပင်လားအခုဆိုမြန်မာနိုင်ငံကဘာထရမ်ပြစ်နေလဲအိမ်တော်ရေးစကားတွေရမ်းကြိုက်အာမပူနဲ့အာအိမ်တော်ရေးစကားလားစီစဉ်တော့လောက်ပါအဲတခါပြီးတခါလောက်တာအဲအဲ့မှာလာမှာတဖြည်းချင်းလာလိမ့်မယ်မင်းတို့တိုင်းပြည်ကိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းဖြည့်ဆည်းပြလိမ့်မယ်အဲ့ကောင်တွေအဲ့တိုင်းပြည်ပြည့်စည်ရလဲအဲ့ကောင်တွေကြောင့်ပဲ ဝါရဖြန့်ဇလန်းနေပောက်လို့ပဲသားဇလန်းနေမရင်ငယ်ဖောက်ပြန်တဲ့ဇလန်းနေလင်ငယ်ဖောက်ပြန်တဲ့ဇလန်းနေအပြီးတော့ရင်ဟိုပွဲပေါင်းများစွာကိုဖန်ပြီးပြီးတော့မှဟိုမင်းတို့တွေရဲ့ဟိုစဉ်းစားညာမရှိတဲ့အုံနောက်တွေကိုထပ်ပြီးတော့မှအမောင်ချပေးလိမ့်မယ်အဲ့တော့အဲ့တိုင်းမင်းတို့ဆက်ပြီးတော့မှကိုယ့်ရဲ့ဟိုတွေးခေါ်မှုကိုယ့်ရဲ့လက်ရှိဟိုဖြစ်ပေါ်လာတဲ့ဥစ္စာပေါ်မှာကိုဘာတွေဖြစ်လာနိုင်တယ်လဲလက်ရှိအခြေအနေတခုမှလည်းစစ်တပ်ကလုတ်တဲ့အခြေအနေတွေမှာကိုကိုယ်တိုင်က ဒီအာနာရှင်အောက်ကနေပြီးတော့မှယုံထွက်နိုင်အောင်မကြိုးစားပဲနဲ့အေးငါတို့မှမထိသေးတာအေးငါတို့ထိမှဒီကောင်ကိုတက်ပေးပါအောင်ဟိုကောင်ကိုတက်ပေးပါအောင်ဆိုတဲ့ပုံစံမျိုးလုပ်နေမယ်ဆိုရင်တော့မင်းတို့အဲ့စစ်ကြုံထဲမှာနေလိုက်တာပဲပိုကောင်းတယ်ကွာသိလားဟုတ်ဆိုဟိုငါတို့လိုမျိုးတော်လန်တဲ့သူတွေပတ်ချမ်းလည်းမလာနဲ့မင်းတို့ကမင်းတို့စစ်ကြုံနေရှိတဲ့နေရာမှာမန်နေဂျင်တခြားနေရာသွားနေကွာသလားငါတို့အဲ့လိုမျိုးပဲပြောချင်တယ်ဟုတ်ဆိုဟိုဘလောက်တရားချချဟိုမျက်စွာဖျားတော့မှတရားချလို့မရခဲ့တဲ့လူတွေရောရှိခဲ့သေးတာပဲငါတို့လည်းမင်းတို့တရားချဖို့မကြိုးစားပါဘူးဒါပေမဲ့တေချာတကူတော့မင်းတို့ကို ဆွဲလို့ရတဲ့နီးတွေနဲ့ဖြက်စီးလို့ရတဲ့နီးလန်းတွေနဲ့အမှမေးအောင်လိုင်းအပောင်ဝင်စက်တက်ကကောင်တွေကလို့လို့ဆွဲလိုက်မယ်အပျော်ဆိုလဲအပျော်မူးရစေဝါအရက်လောင်းကစား KTV ဘာပေါ့ကွာလုပ်လိုက်မယ်အဲ့တော့မင်းတို့သတိထားပြီးသားနေကြလို့နော်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်နောက်ခေါက်မှာပြန်ဆိုတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Platter Reblog YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကျွန်တော်တို့ကိုကြီးကျမ်းမာခြင်းနဲ့ကျွန်တော်တို့ကပြေးသွားနိုင်ကြပါသည်ဗျာ